ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားပါတယ်2025ခုနှစ်မေလ28ရက်ဗုဒ္ဓဦးနဲ့ညနေခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်အင်းတော်ဤဒေသတဝိုက်မှာအမှတ်33ချင်းမြန်တပ်မဌာနချုပ်ရဲ့လက်အောက်ခံတပ်တချို့ရှိနေတာဖြစ်ပါတယ်ချွေဘူချေဆိုင်အမှတ်40ချင်းလင်တိုင်ရဲ့ရှိနေတာကတော့တေချာနေပြီဖြစ်ပါတယ်ခုပင်ဘက်ကနေဝင်လာတဲ့စစ်ကြောင်းဟာလည်း ခြေလင်တပ်မဟာ၃ရဲ့လက်အောက်ခံတပ်တွေဖြစ်နိုင်ပြီးများပါတယ်။မိုးကောင်းတပ်နဲ့ကတပ်ရင်းတွေဟာကာမိုင်းကနေဝင်လာတာဖြစ်ပြီးမွန်းညင်းတပ်နဲ့ကတပ်ရင်းတွေကတော့ဟူပင်ကနေဝင်လာနေတာလို့သုံးသပ်ရမှာဖြစ်ပါတယ်။ကာမိုင်းကနေဝင်လာတဲ့စစ်ကြောင်းရဲ့ရှေ့ပြေးတပ်ကတော့လုံခင်းအထိရောက်ရှိလာနေပြီဖြစ်ပါတယ်။ခြေတွေ့တိုက်ပွဲတွေအချိန်ပြည့်ဖြစ်ပေါ်လာနိုင်တာမို့လေပြင်းခံကားဆောင်တဲ့ငင်းညမ်းတာယာခြေရွာကဒေသခံပြည်သူတွေ ကျိုတင်တိတ်ဆောင်ကြောင့် KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့နှိစက်သူတွေကအကြံပြုနေကြတယ်လို့သိရှိရပါတယ်။ဇမန်နေ့ညနေပိုင်းမှာလဲဖားခန့်တပ်မခုံကနေလက်နက်ကြီးနဲ့ပြစ်ခတ်မှုရှိခဲ့ပါသေးတယ်။ဘူတိုင်းရှိချမ်းဘောနာကြီးဆိုတာရန်ကုန်နဲ့နှိကတ်တဲ့နေရာလို့ပြောရမှာဖြစ်ပါတယ်။ယခုလ18ရက်22ရက်နဲ့24ရက်နေ့တွေမှာကာကွယ်ရေးအင်အားစုတွေဟာအဆိုပါနေရာတစ်ဝိုက်ကစစ်ကောင်စီရဲ့စစ်စခန်းစစ်ကြောင်းတွေကိုတိုက်ခိုက်ထားနိုင်ခဲ့တာရှိပါတယ်။ စစ်ကောင်စီဘက်ကစုစုပေါင်းမက်စီကိုက်ခုနှစ်ယောက်နဲ့လက်နက်မျိုးစုံ16လက်သိမ်းဆဲနိုင်ခဲ့ပါတယ်။ဘောနာကြီးမှာအမှတ်930အမြောက်စစ်စင်ကိုကဲမှုဌာနချုပ်အမှတ်59ခြေလင်တရင်အမှတ်905အမြောက်တရင်အမှတ်340အမြောက်တရင်အမှတ်405အမြောက်တရင်လို့အခြေစိုက်တည်ရှိတာဖြစ်ပါတယ်။ကရင်ပြည်နယ်ဘောလီဘက်ကအင်အား90ကျော်ရှိတဲ့စစ်ကြောင်းဟာနေဆံမြင်းတစ်ချောက်ခြေတက်လာနေတာရှိပါတယ်။ တေဘောဘုစကန်းကိုစစ်ကူလာကြတာဖြစ်ပြီးမရောက်ခင်မှာကရင်တပ်ပေါင်းစုရဲ့ဂျားပြတခိုင်မှုကြောင့်စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ပြုတ်ပြုံးခဲ့ရပြီဖြစ်ပါတယ်။စစ်ကောင်စီရဲ့ပုံသေးဖြစ်နေတဲ့ခြေစစ်တိုက်စစ်ခံစစ်ခွာစစ်နှိပြူအားတွေဟာဖန်တရားတည်နေတာဖြစ်တာမို့ຫນွေဦးစစ်တီရဲ့အာသာချက်တရက်လို့ဖြစ်နေသေးတာဖြစ်ပါတယ်။စစ်ကောင်စီဟာမိုးကုတ်ကိုမြေပြင်စစ်ကြောင်းထိုးဖို့နှီးမျိုးစုံနဲ့ကြံစီအားထုတ်နေတာကိုတွေ့ရပါတယ်။သပိတ်ချင်းကလည်းတက်ဖို့ အမတ်ခွန်တက်မလို့တက်မြင့်လေးချင်းအကြောင်းအရင်းစစ်ကြောင်းတွေတိုးလာနေသလိုပြင်းဦးရဲ့ဘက်ကနေလည်းရလူရများစမ်းညင်ပုံရပါတယ်။ပုံမတီလန်းကနေတွားတဲ့ပြင်းဦးရဲ့မိုးကူလန်းဟာမိုင်းတရားနီးပါးရှိတာဖြစ်ပြီးကာကွယ်ရေးအဖွဲ့တွေအပြည့်အဝထိရောက်ထားနိုင်တဲ့အနေအထားရှိနေတဲ့အတွက်ရှေ့ရပိုင်းတွေတုန်းက30နဲ့ဟူခူကြေးရွာတွေကိုလေကြောင်းကနေတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒီဘက်တွေသာစီမံချက်ကောင်းကောင်းနဲ့ပုံမတီကနေပြုံဆင်းလာပြီးဗန်မွေးမှာထိုင်ထားနိုင်ရင်ပြင်းဦးရဲ့ဆိုတာ နေရထိုင်ရကြက်သွားစီမှာဖြစ်တယ်လို့ဗန်ဝေးအင်းဝိုင်းတောင်းခံလိုင်းမန်းကူပါစိုးမိုးနိုင်မှာဖြစ်ပါတယ်မကွေးတိုင်းပေါ့မြို့နယ်တွေကဒီလိုစစ်ထိုင်းချုပ်တဲ့ကြေးရွာတွေကိုယခုလောက်ပေါ်မှာ